ောက်မဲ့မင်ပါပါဗျာကျုပ်ဒီနေ့မှာတော့ခွာတုံးကနတ်ဖျားပြင်အတီးတီးအကြောင်းပြောပြသွားခြင်းပါဒါလေးမပြောခင်ပါဗျာတရုတ်တို့အိန္ဒိယတို့အဲ့ဘက်ကနတ်ဖျားတွေအကြောင်းပါလာရင်တော့ဘာသာရေးကိုထိခိုက်စေလိုခြင်းမရှိပါဘူးလို့ကျွန်တော်ကြိုတင်မြစ်တာရက်ခံခြင်းပါဗျာအမဆုံးအနေနဲ့ဂျပန်တန်နာရဲကအနေနဲ့ဖျားမှာအမထရာစုအကြောင်းပြပြခြင်းပါအမထရာစုဟာတကမကဟာရာလို့ခေါ်တဲ့အကောင်းငယ်မှုအုပ်ဆိုးဖြစ်ပါတယ် သူ့ရဲ့ဖခင်အီဇနာကြီးရဲ့ဘယ်ဘက်မြင်လို့ရတယ်မွေးဖွားလာတော့သူကအချားနတ်ဖျားပဲလို့စီကံတင်ကျက်တဲ့နတ်ဖျားမှတယောက်တော့မဟုတ်ပါဘူးသူ့ရဲ့နေဘယ်ကိုတရားမြတ်တာမှငူးငက်တိမ်မွေ့မှုနဲ့အုပ်ချုပ်တာဖြစ်ပါတယ်တခါတော့ဆိုသူစိတ်ဆိုးပြီးခူရဲဝင်းပေါ်လိုက်တာကဘာတခုလို့အမောင်ကျသွားတယ်လို့ဆိုသွားတယ်သူ့ရဲ့ပြန်ထွက်လာမှကဘာကြီးလဲနေလင်းအောင်ပြန်ရရှိခဲ့အောင်တော့ဒီကိုစွမ်းကြည့်ရဲ့နတ်ဖျားတော့ဖြစ်ပါတယ် ။ဘင်းကတော့ဂျပန်အီဂရီမင်းဆက်တွေကသူ့ကိုယ်သူအမားတော်ဆုရဲ့တမ်းမြေလို့ယုံကြည်ခဲ့ကြရလဲဖြစ်ပါတယ်။နောက်ထပ်နဖျားပင်တစ်ပါးတော့တရုတ်ဒဏ္ဍာရီနဲ့တာအိုဘာသာရဲ့အမြင့်ဆုံးအုပ်ဆိုးရှင်ဂျေးအင်ဘာရာလူခံဖြစ်ပါတယ်။ကျွန်တော်မြန်မာပြည်မှာဆိုရင်တော့ကြောက်စင်းအီဂရီလို့နာမည်ကြီးရပါဗျာ။ကြောက်စင်းအီဂရီကကောင်းကင်ဘုံကိုစီးကန်းနဲ့စနစ်ကျအုပ်ချုပ်တဲ့အုပ်ဆိုးရှင်တစ်ယောက်ဖြစ်ပါတယ်။ပြည်အာဏာနှစ်ပေါင်းတန်းချီတရားကျင့်ကြံမှုနဲ့မွေးရပါဆွမ်းအားနဲ့ရရှိရတယ်လို့ဆိုပါတယ်။ သူနဲ့တော်ရဲမှာလည်းနဗျာအရာရှိစစ်သူကြီးစာရေးတော်နဲ့ပြည်နေတာဖြစ်ပါကျောင်းဆင်းကြီးကလည်းသူ့ရဲ့အရာရှိပြလူသားတွေရဲ့လောရကိုနှစ်ပြီးတစ်နှစ်မှတ်တမ်းတင်ပါဆိုတာတရားမျှတမှုနဲ့ကံကြမ္မာကိုဆုံးဖြတ်ပေးရတော့ပါသူ့ရဲ့ဥက္ကမှုကစီကန်းနဲ့တည်ငြိမ်မှုကိုပူဇော်ပြုနေတာဖြစ်ပါတရားနဗျာကတော့ရှေးကြဆိုဟိန္ဒူဘေရဒဏ္ဍာရီရဲ့နဗျာဘီရင်အင်ဒရာဖြစ်ပါသူကဒေဝရရဲ့ဘေးမှာ ဘဂျရာလို့ခေါ်တဲ့မိုးကျုလက်နက်ကိုကင်ဆောင်သူတယောက်လည်းဖြစ်ပါတယ်။သူနေထိုင်ရာနေရာကတော့ဆဘာကားလို့ခေါ်တဲ့နက်ပြည်ဖြစ်ပါတယ်။အင်ဒရာကမိုးရွာသွင်းခြင်းစစ်ပွဲနဲ့လေမုန်တိုင်းနေတဲ့နက်ပြားတစ်ပါးဖြစ်ပါတယ်။ထားတော့ကဘာမျိုး6သိရဲ့မကောင်းဆိုတာ bridge ထွာကိုတက်ပြီးရေကိုလွတ်ပေးခဲ့သူ။သူကနက်ပြားတွေထဲမှာအစောဆုံးစစ်ပင်တစ်ပါးလို့များကယူဆတာခံရသူဖြစ်ပါတယ်။သူကစစ်ပွဲတွေမှာအောင်မြင်မှုနဲ့မိုးကောင်းဝင်ရဲ့အကြောင်းမဲ့ပဲစာကိုကိုးစားပြပါဖြစ်ပါတယ်။ ောင်ဟိန္ဒူခေတ်နောက်ပိုင်းမှာတော့ဘရမာရေရှင်နုနဲ့တိဝါသူခေါ်တဲ့ဘုရားကြီးသုံးပါးရဲ့အရေးအောက်မှာမိမ့်မိန်သွားတဲ့သဘောရှိပါတယ်။နောက်လျောက်ကတော့ဂျူပီတာ။ဂျူပီတာလည်းကောင်းကင်နဲ့မိုးကျူရဲ့နတ်ဘုရား။ရောမနတ်ဘုရားရဲ့အကြီးကြီးတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့နာမည်က Optimus Maximus လို့အဓိပ္ပာယ်ရပါတယ်။ဓမ္မလူသာသာပြန်ရင်တော့အကောင်းဆုံးနဲ့အကြီးမြတ်ဆုံးပါ။သူ့ရဲ့လက်နက်ကမိုးကျူဖြစ်ပါတယ်။ဂျူတိုင်းအာနာလူသားတွေရဲ့အကြီးမားဆုံး Empire ပေါ်မှာတည်နေရဖြစ်ပါတယ်။ရောမ Empire ပေါ့ဗျာ။ ဟဲ့ဂျူပီတာဂရိနယ်ပြာဆူးစ်နဲ့ဆင်တူပါတယ်ဆူးစ်နဲ့မတူတာကတော့သူကဥပဒေစနစ်အုပ်ချုပ်ရေးစီးအောင်မီမှုတွေပေါ်မှာအဓိကအခြေခံထားတာပါသူကနိုင်ငံတော်ကာဝယ်ပြီးတဲ့နယ်ပြာပြင်သဘောမျိုးလည်းဖြစ်ပါတယ်နောက်ဆုံးတစ်ယောက်ကတော့ကျွန်တော်မြန်မာတရားမင်းကြောင့်လွတ်ပြခြင်းပါတော်ရင်သာနတ်ဘုံရဲ့အရှင်နတ်တွေရဲ့ဘုရင်တစ်ပါးဖြစ်ပါသူကတရားနဲ့ဓမ္မကိုစောင့်ရှောက်သူဖြစ်ပါတယ်လောကကြီးမှာမတရားမှုတွေဖြစ်လာရင်သူ့ရဲ့ဝရဇိန်လက်နက်နဲ့တားဆီးရရှိသူပါ ရွာကောင်းမှုကံတရားတွေကိုအဆောင်လျှောက်ပြီးသာသနာကိုချီးမြှောက်သူတွေဖြစ်ပါတယ်။သူ့ရဲ့အာဏာတော့တိလန့်နဲ့ကုသိုလ်တရားတွေပေါ်မှာမှုတည်နေတာဖြစ်ပါတယ်။ဆုံးရရတော့ဝေးပါပြီ။ကျေးဇူးတင်ပါတယ်ဗျာ။ဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုတော့ like and subscribe လုပ်ပြီးတော့မမေ့ပါနဲ့နော်။